ကိုရိုင်းဒေတာကြီးတာယာဝရီခရိုင်ပြင်ကြားရေးနဲ့ပြူဆန်ဦးစည်းဌာနလူထုခြေပုပ်ဌာနတွင်ဆေးလိမ့်နှင့်ဆေးရွက်ကြီးအန်ဒရအသိပညာပေးတော်ရှုကိုမတ်လ24ရက်နေ့ညနေ3နာရီကကျင်းပခရာခရိုင်ပြည်စက်ရုံမှထောတဲ့နူအေးနှင့်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစည်းဌာနမှဦးမျိုးသူအောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာရှင့်။မင်္ဂလာပါမှာ။ဟုတ်ကဲ့ပါဆရာ။ စစ်လိနဲ့စစ်ရဲကြီးရဲ့အန်ဒီရီကိုလည်းပြောပြပေးပါဆရာရှင်စစ်လိနဲ့စစ်ရဲကြီးရဲ့အန်ဒီရီကတော့ဒီစစ်ရဲကြီးနဲ့စစ်လိမိခိုးငွေတွေမှာဆိုရင်ကတ္တရာရဲ့ကာဗွန်မိုနောက်ဆိုက်ရဲ့အဲဘင်ဇင်းရဲ့အမိုနီးယားရဲ့ပါဝင်ကင်ဆာဖြစ်စေတဲ့တက်ပစ္စည်း၄000ကျော်ပါဝင်နေပါတယ်အဲ့တော့ဆေးရကြီးတွေပါဝင်သောနီကိုတင်းတွေဆွဲလန်းစေတဲ့ဒီအာနိသင်ရှိပါတယ်။အဲ့တော့၎င်းအာနိသင်ကြောင့်စတင်ဆန့်သက်တုံးဆွဲကြည့်ရမှာတဖြည်းဖြည်းပို့ပြီးတော့ဆွဲလန်းလာပြီးတော့ဆေးလီမတော့မနေနိုင်၊ကိုယ်မစားမနေနိုင်၊ဆေးမဝင်မနေနိုင် ဖြစ်လာတတ်ကြပါတယ်အဲ့တော့ကိုယ်နဲ့တွင်စိတ်ထက်စားခြင်းဟာဆေးရွက်ကြီးငုံခြင်းနဲ့ဆေးလေတောက်ခြင်းတို့ကြောင့်လူတို့ရဲ့အသက်ကိုဒီဇင်နယ်နဲ့အထိအသက်ရှိနေပါတယ်ဟုတ်ကဲ့ပါဆရာရှင်ဒီဆေးလေဆေးရွက်ကြီးကြောင့်ဖြစ်ပေါ်နိုင်တဲ့ယောဂအကြောင်းတွေကိုလည်းရှင်းပြပေးပါဆရာရှင်ဆေးလေဆေးရွက်ကြီးကိုဒီဟိုကိုယ်တိုင်တောက်သုံးခြင်းဒါမှမဟုတ်ရင်သူတစ်ပါးတောက်တဲ့ဟာကိုတစ်ဆင့်ကံအငွေရှူခြင်းပေါ့ဒါအဲ့တော့ကျွန်တော်တို့ edit smoker နဲ့ passive smoker ဆိုပြီးနှစ်ခုရှိတာပေါ့เนาะအဲ့တော့နှစ်ခုလုံးကဒီ ND ရှိပါတယ်ဒီနှစ်ခုလုံးကြောင့်ဟိုဘာယောဂါတွေဖြစ်နေလဲဆိုတော့ဒီဆီလီဆီရဲ့ကြီးကြောင့်ဂရင်းကင်ဆာတွေလက်ချောင်းကင်ဆာတွေအဆုတ်ကင်ဆာနဲ့ကင်ဆာမျိုးမျိုးပေါ့เนาะနှလုံးသွေးကြောချင်းယောဂါတွေသွေးကြောပိတ်တဲ့ယောဂါတွေဒီပုံနောက်သွေးကြောပိတ်ရလေဖြတ်ခြင်းပေါ့အဆုတ်ပွားယောဂါတွေပြီးလို့ရှိရင်ပြင်းထန်ဒီပြင်းထန်တဲ့ဗီဒီယိုယောဂါပေါ့ ်ခြေပုတ်လက်ပုတ်ယောဂစသည့်ယောဂတွေဖြစ်ပေါ်နိုင်ပါတယ်ဒီယောဂတွေအပြင်ဒီအမျိုးသားများမှာဆိုရင်အတက်ရှူမောရတာဒီပန်းတီပန်းညူယောဂတွေအိမ်တော်ရေးဒုက္ခမပြည့်စုံတာတွေလည်းခံစားရနိုင်ပါတယ်ကိုယ်ဝင်ကောင်မျိုးသမီးတွေကိုယ်တိုင်တောက်မယ်ဒါမှမဟုတ်ဒီသူတစ်ပါးတောက်တာကိုရှူမယ်ဆိုရင်တော့ဒီကိုယ်ဝင်ပြက်တာ ီကလေးအသေးမွေးဖွားခြင်းနေလမစီပေါမစီမွေးတာတွေဒီမွေးရပါကိုယ့်လက်အင်ကချိုးရနေတာတွေဒီမွေးစကလေးညုတ်တဲ့အသေးဆုံးနာတွေဖြစ်ပေါ်နိုင်ပါတယ်ဒီဆေးလေးမိကုန်းမွေးတွေကဒီမွေးကင်းစကလေးနဲ့လာသားအငယ်တွေမှာအသက်ရှူလမ်းကြောင်းယောဂါတွေရင်းချက်ပန်းနာယောဂါနဲ့နားပြည်ယောဂါတွေအကြခဏဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဆေးလေးနဲ့ဆေးရည်ကြီးကိုဒီလုံးဝမတုံ့ဆဲပဲရှောင်ကျဉ်နေကြအောင် အကြံပြုတိုက်တွန်းလိုအပ်ပါတယ်။ဟုတ်ကဲ့ပါဆရာရှင်အခုလိုအသိပညာမျှဝေပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာရှင်။ကျေးဇူးတင်ပါတယ်ညီမတို့လည်းအခုလိုမိများတဲ့အတွက်ဖြေကြခွင့်ပေးတဲ့အတွက်ဟုတ်ကဲ့ပါဆရာရှင်။ Super Talk Show ဆွေးနွေးမှုတို့ကိုဝီလက်တာယာဝရီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။